အရင်ပိုင်းမှာတော့ရှေးဟောင်းဘောရီပင်ကြီးကိုကူတာဖို့အတွက်ရှောင်းရံတယောက်ဘောရီစေးကိုအစွမ်းကုန်သုံးပြီးတော့တန့်စင်ရင်နဲ့နောက်ဆုံးမှာတော့ရှေးဟောင်းတပင်ကြီးခံစားနေရတဲ့ဝစ်စင်းရဲကနေလွတ်မြောက်အောင်ကူညီနိုင်နိုင်ပါတယ်။ဒါအပြင်ညံလေးရမယ့်အခွင့်အရေးကိုလည်းရခဲ့ပြီးတော့တစ်ချိန်တည်းမှာပဲကြံတဲ့သူတွေကလည်းရှေးဟောင်းတပင်ကြီးရဲ့ခြေစူးကြောင့်ပုံအေးအောင်ကဘာကနေပြီးတော့လွတ်မြောက်သွားတယ်လေ။ ထိန်ထားတဲ့အတိုင်းပါပဲမနာလိုစိတ်အပြည့်ရှိနေတဲ့ဟုံယူကတော့ရှေးဟောင်းတပင်ကြီးကရခဲ့တဲ့အခွင့်အရေးကိုဖျက်ဆီးဖို့ကြိုးစားပေးမယ်ကံမကောင်းစွာနဲ့ပဲရှေးဟောင်းတပင်ကြီးရဲ့အကာအကွယ်အောက်မှာမလို့ရှောင်းရံတယောက်ပြောင်းလဲခြင်းကိုယ်တွယ်ထုတ်ထိတ်တိုင်းဝိဇ္ဇာဆင့်ကိုရောက်သွားပါတယ်ရှေးဟောင်းတပင်ကြီးကနေဖြာထွက်လာတဲ့စွမ်းအင်တွေရဲ့နောက်မှာတော့ရှောင်းရံတို့လည်းအပြင်ကိုပြန်ထွက်လာကြပါတယ် ရရန်ကအရင်ဆုံးဆရာဆိုပြီးခေါ်လိုက်တော့စိတ်ပူအောင်လုံးမိသွားတယ်ဆိုပြီးတော့ပြန်ပြောနေတော့မှာပဲချင်းလင်ကတော့ရှောင်းရန်ကိုမတွေ့တာကြောင့်မေးလိုက်ပါတယ်တကယ်တော့ရှောင်းရန်ကမြေကြီးတဲကိုဝင်သွားတယ်ဘော်ဒီတပ်ပရှေးအောင်သူပင်ကြီးကိုကြည်ရင်နဲ့ခြေဆုနေကြောင်ပြောနေတာပါဘော်ဒီတပ်ပရှေးအောင်သူပင်ကြီးမြေအောက်ကိုရောက်သွားရင်တော့တိုင်းသူတော်စင်ကတော့ရှာတွေ့နိုင်မှာမဟုတ်တော့ပါဘူးပြောရမယ်ဆိုရင်ဘော်ဒီတပ်ပရှေးအောင်သူပင်ကြီးကနောက်တစ်ကြိမ်ပေါ်လာမယ့်အချိန်မှာပဲသူ့ကိုတွေ့ရတော့မှာပါအဲ့ဒါကလည်းအနည်းဆုံးနှစ်ပေါင်းတစ်ထောင်လောက်ကြာအောင်ပါလေ။ဒါကြောင့်ဘော်ဒီတပ်ပရှေးအောင်နှလုံးသားကိုမတွေ့လိုက်ရတဲ့အတွက်ဂူချင်းရံတရားနှမျောနေပါလေ။ အဲ့ဒီစကားကိုကြတော့ရှောင်းရံတယောက်သူ့ရဲ့ရင်ဘက်ကိုလက်နဲ့အသာလေးဖိထားလိုက်ပါတယ်။အဲ့ဒီနေရာမှာကြည်လင်စိမ့်တောက်နေတဲ့နှလုံးသားတစ်ခုရှိနေတယ်လေ။အဲ့ဒါကတော့ body တပ်ပနှလုံးသားပါပဲ။ဒါပေမဲ့မတက်စင်ရသေးပါဘူး။တက်စင်လိုက်မယ်ဆိုရင်တိုင်းသူတော်စင်အဆင့်ကိုတောင်းရောက်သွားနိုင်ပါတယ်။ပြီးရနဲ့သူ့လူတွေစီကိုပြန်လာပြီးတော့ဘာမှမဖြစ်ဘူးမလားဆိုပြီးတော့မေးလိုက်ပါတယ်။နောက်တော့လူပြန်စုပြီးတော့မြို့တော်ကိုပြန်မယ်အကြောင်းကိုပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲလေဟာနဲ့တခုလုံးလှုပ်ရှားလာပြီးတော့သူတို့တွေကိုပိတ်လောင်ထားတဲ့အချင်းထောင်ကြီးတခုလိုဖြစ်သွားပါတယ်။အေယာမကောင်းငင်စာမဏီပုံရိပ်ရောင်ကြီးပေါ်လာပြီးတော့ကောင်းငင်တခုလုံးကိုပုံရိပ်ရောင်ကြီးကလှမ်းချုံထားတယ်လေ။ အကုန်လုံးဘာတွေဖြစ်နေကြတာလဲဆိုပြီးတော့တယောက်တစ်ပေါက်ပြောနေကြပါပြီ။လေးဟာနဲ့ကိုတယောက်ယောက်ကချိတ်ပစ်လိုက်တာပါ။မမကတော့မတုံမလှုပ်ပဲနဲ့လက်ကလေးပိုက်ပြီးတော့ပဲကြည့်နေပါတယ်။ရှောင်းရံကတော့ကြည့်ရတာကောင်းကင်နဲ့ဆိုးစားမနေမျိုးနယ်စုကဟုံကလန်ကိုကူညီပေးနေတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ကျုပ်ဖုန်းကတော့ဟုံယူကိုစပြီးလှုပ်ရှားဖို့ပြောလိုက်ပါတယ်။အဲ့တော့ဟုံယူကလေးဟာနဲ့ထဲမှာတွင်းပေါက်ကြီးတစ်ခုကိုဖြွင့်လိုက်ပြီးတော့အဲ့ထဲကနေသူတော်စင်တဝက်ပညာရှင်ရဲ့အငွေသက်တွေရလိုက်ပါတယ်။ရှောင်းရံကတော့ဟုံယူကိုအရန်ဆွဲကောင်းတဲ့ကောင်ဆိုပြီးတော့ချီးကျူးလိုက်ပါတယ်။တွင်းပေါက်ထဲကနေပြီးတော့ထွက်လာတာကတော့နံပါတ်1တန်ဆန်ဖြစ်တဲ့သူတော်စင်ကိုယူပါ။ဟုံယူတယောက် အပြေးလေးသွားပြီးတော့သူ့ဘက်မှာမတော်တဆအခက်ခဲနည်းနည်းလေးရှိသွားတဲ့တော့ကြောင့်မဟုတ်ရင်ခေါ်လိုက်မှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ပြီးတာနဲ့ရှောင်းရံကိုလည်းညှိုးထိုးပြပြီးတော့ဟိုကောင်လေးကဘောရီစေးတွေကိုအကုန်ယူသွားလို့နေမကောက်ဘူး။ဘောရီတပ်ပရှေးရောက်တဲ့ပင်ကြီးထဲမှာလည်းကျင့်ကြံတဲ့အခွင့်အရေးကိုရလိုက်သေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့တော့အဖိုးကြီးကအမိုက်မျိုးနွယ်ကကောင်လေးကဒီလိုအခွင့်အရေးမျိုးရသွားတယ်ဆိုပြီးတော့ရေရွတ်လိုက်ပြီလေ။ ရှောင်းရံကလည်းဒီနေ့တော့ကောင်းကောင်းမွန်မွန်ပြီးနိုင်မှာမဟုတ်တော့ဘူးဆိုပြီးထင်နေကြောင်းပြောတော့ဂူချင်းရံကမင်းတို့ပဲလူခေါ်လို့ရတယ်ထင်နေရလားလို့ပြောပြီးတော့ကြောက်စိမ်းများကိုခြေဖြတ်လိုက်ပေမဲ့အသုံးမဝင်ပါဘူးဒီနေရာမှာရှိတဲ့လေဟာနယ်ကိုကျွတ်ဖုံးသုံးထားတဲ့ကောင်းငင်စာမဏီပုံရိပ်ရောင်ကပိတ်လောင်ထားတာကြောင့်မို့လို့ပါသူ့ရဲ့ခွင့်ပြုချက်မရှိရင်လေဟာနယ်လှုပ်ရှားမှုလိုင်းတွေကထွက်ပေါ်စီမှာမဟုတ်ပါဘူးဒါကြောင့်ဒီကောင်တွေကအစိုးရတွေကချိုးတင်ကြံစီထားတာပဲဆိုပြီးတော့ဂူချင်းရံတယောက်ပြောလိုက်ပါတယ် နံပါတ်1တန်ဆန်ကတော့ဒီမှာ Google ကလူငယ်လေးတွေရောရှိနေတာပဲဆိုပြီးတော့ရွှေဟာလေးကိုကြည်ရင်နဲ့နတ်ဖျားမွေးရပါသွေးကြောပိုက်ဆိုင်ထားတဲ့ Google မှာအပြီးပြည့်စုံဆုံးလူဆိုပြီးတော့နာမည်ကြီးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်ဟွန်ယူကတော့အချိန်ဆွဲမနေဘဲတိုက်တွန်းလိုက်ပါတယ်ဒီဖိုးကြီးကပြင်ထွက်လာဖို့လွယ်တာမဟုတ်ဘူးမင်းကကိုဖိအားမပေးနဲ့ဆိုပြီးတော့ Go ယူကပြန်ပြောလိုက်ပါတယ် ပြီးတာနဲ့သူ့ကိုမိတ်ဆက်လိုက်ပြီးတော့ရှောင်းကလန်ကလူငယ်လေးမင်းငါနဲ့တူတူဟုန်ကလန်ကိုလိုက်မလားဒါမှမဟုတ်တိုက်ခိုက်ကြမလားဆိုပြီးတော့ရှောင်းရန်ကိုမေးလိုက်ပါတယ်။ရှောင်းရန်ကတော့သူတော်စင်တဝက်ဆိုတော့မိကြပန်းနဲ့တိုက်မှပဲရမယ်ဆိုပြီးတော့ရေရွလိုက်ပါတယ်။အဲဒီတော့ရှောင်းဟာကလည်းသူတို့အချိန်ဆွဲထားပေးမယ့်အကြောင်းကိုပြောလိုက်ပြီးလေရှောင်းရန်ပပတ်လေးမှာကာကွယ်တဲ့သူတွေပြေးသွားပါတယ်။အဲဒီတော့နံပါတ်1တန်ဆန်ကလည်း Google ရဲ့မွေးရပါနတ်ဖျားသွေးကျော်ဒါဆိုရင်ဒီနေ့မင်းကိုပြေးဝင်ပေးလို့ကိုမရတော့တာလို့ပြောပြီးတော့တောင်ခွေးကိုရမ်းရင်းနဲ့ကောင်းကင်မှာစွမ်းအင်တွေကိုဆုလိုက်ပြီး ဝိညာဉ်ကိုတစ်ခုကိုထုတ်လိုက်ပါတယ်။ရှောင်းရံကလည်းချက်ချင်းပဲကောင်းကင်ဘီရောက်တွေကိုပေါင်းဖို့ပြင်နေပြီလေ။ဟုံယူတို့ကလည်းရှောင်းရံကိုတားဖို့ပြေးလာကြပါတယ်။ ပြီးတာနဲ့နှစ်ဖွဲ့လုံးအပြန်ဆိုင်တိုက်နေကြပါပြီ။ကျွန်တော်ကောင်မလေး၃ယောက်ကတော့နံပါတ်၁တန်ဆန်ရဲ့ဝင်းကျင်ကိုကိုတိုက်နေကြပါတယ်။ချွာလေးကလည်းရွှေအိမ်ပါရလောင်ကျွမ်းချင်းကောင်းကင်မီတော့ကိုထုတ်သုံးလိုက်ပါတယ်။ရွှေအိမ်ပါရလောင်ကျွမ်းချင်းကောင်းကင်မီတော့ကအစင်လေးဖြစ်ပြီးတော့တန်းစင်နဲ့သူကြာပန်ထက်တော့နေကြပါတယ်။ဒါပေမဲ့နာမည်ကတော့ကြည်ပါတယ်။ Google ရဲ့အမွေနဲ့ဖြစ်ပြီးတော့တခြားသူတွေတင်သွင်းလို့မရပါဘူး။ဒါကိုကြည်ရင်းနဲ့နံပါတ်၁တန်ဆန်ကတော့ရွှေအိမ်ပါရလောင်ကျွမ်းချင်းမီတော့လို့ခေါ်လိုက်ပါပြီ။ဒါပေမဲ့ချွာရဲ့လက်ရှိဆွမ်းအားကအမြင့်ဆုံးထီမတုံးနိုင်သေးဘူးလို့ပြောရင်းနဲ့ချွာကိုတိုက်ဖို့လို့တော့ရှောင်းရှန်းကရှေ့ကနေဝင်ပြီးတော့တားလိုက်ပါတယ်။ရှောင်းရှန်းတိုက်နေတာကိုတစ်ချက်ထဲနဲ့ပဲခြေ ြေပပစ်လိုက်ပြီးတော့ဒီလောက်ဖဲဆွမ်းဆားရှိရလားဆိုပြီးတော့ပြောနေတဲ့အချိန်မှာပဲမန်တက်မနေနဲ့ဆိုပြီးတော့မမကဝင်ပိုင်းပြီလေပြီးရနဲ့ရွှေဟာတယောက်ရွှေရင်ပါရလောင်ကျွမ်းချင်းကောင်းကင်ဝင်ကပါကိုထုတ်သုံးလိုက်ပါတယ်ကောင်းကင်ဘော်ကနေရွှေလျောင်မီလန်တိုင်လုံးနေကြဆင်းလာပြီးတော့ဝင်းကျင်ကိုကိုဖမ်းချုပ်လိုက်ပါတယ်နံပါတ်1တန်ဆန်ကတော့ငါမေးရစီရင်ကိုဘလို့ဆုတ်ဖြစ်ပြစ်မလဲကြည်နေဆိုပြီးတော့ဝင်းကျင်ပူဇော်ခြင်းကိုသုံးပြီးတော့သူ့ကိုနဲ့ဝင်းကျင်ကိုပေါင်းမလို့လိုက်ပါတယ်အဲ့ဒီချိန်ရှောင်းရန်ကတော့ကောင်းကင်မီလောက်တွေကိုပေါင်းနေတော့မှာပဲနောက်ဆုံးတော့နံပါတ်1တန်ဆန်ကရွှေဟာရဲ့မီလန်ဝင်ကပါကိုချိုးဖြတ်ပြီးတော့မင်းငါကိုမလုပ်နိုင်သေးလဲဆိုပြီးတော့မေးလိုက်ပါတယ် အဲ့တော့ရွှန်းဟာကလည်းသူကအနိုင်ရှုံးပေါ်အောင်ချမယ်လို့မပြောခဲ့မိဘူးဆိုပြီးတော့သူ့ရဲ့တာဝန်ပြီးသွားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရှောင်းရံတရားမိကြပန်းကိုပေါင်းဆက်လို့ပြီးသွားတာကြောင့်မှအဖိုးကြီးစောင့်နေရတာကြာသွားပြီဆိုပြီးတော့မိကြပန်းကိုထုတ်လိုက်ပါတယ်။အဲ့ဒီချိန်တိုက်နေတဲ့ဟုတ်ယူတို့ကလည်းမိကြပန်းရဲ့ဆွမ်းအားကိုကြည်ရင်နဲ့ဆွမ်းအားသွားပြီးတော့ဂူချင်းရံကတော့ဝေးဝေးကိုဆုပ်ဖို့អော်ပြောလိုက်ပါတယ်။ဟိုက်ပိုတုံးသာဆိုရင်မိကြပန်းလို့အတန်ကြတာနဲ့ခက်ဝေးဝေးကိုယောက်ကြီးလာပါ။နံပါတ်1တန်ဆန်ကတော့မိကြပန်းကိုကြည်ရင်နဲ့ဒါကကောင်းကင်မီရောက်တွေပေါင်းပြီးတော့ဖန်တီးထားတဲ့အရာလား။မင်းကိုအချိန်အများကြီးပေးခဲ့တာမို့လို့စိတ်ပြည့်အောင်မလုပ်ဖို့မျှော်လင့်ရတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ ရှောက်ရံကလည်းစိတ်ချသူပြီးတော့မိကြပန်းကိုဆန်းခိုင်းလိုက်ပါတယ်။မိကြပန်းအနားရောက်လာတော့နံပါတ်1တန်ဆန်ကဝိညာဉ်တတောင်အယိုးချက်ဝက်ကိုထုတ်သုံးလိုက်ပေမဲ့မိကြပန်းကိုတောက်မခံနိုင်မနဲ့ပောက်ကွဲသွားပြီးတော့ပောက်ကွဲအားကဘယ်လောက်ပြင်းလဲဆိုရင်ကောင်းကင်ဇာမနီပုံရိပ်ရောင်ကြီးပါအကွဲသွားပါတယ်ဒါပေမဲ့ဝိညာဉ်ကိုကပြန်ပေါ်လာတာကြောင့်ဟွန်ယူတယောက်ဂျာဇာနေဝင်းစတိုင်နဲ့ရှောင်းရန်ဒီတစ်ခါမင်းမှာဘာခွက်ဖဲတွေရှိသေးလဲဆိုပြီးတော့ငါကြည့်အောင်မယ်လို့ပြောနေတဲ့အချိန်မှာပဲဝိညာဉ်ကိုကြီးကအကွဲလာပြီးတော့တစားစီပြက်စီးသွားပြီလေဒါကိုကြည့်ရင်လည်းရှောင်းရန်ကတော့သူတော်စင်တဝက်အင်အားကြီးတဲ့သူကဒီလောက်လွယ်လွယ်နဲ့ရှုံးသွားတာလားဆိုပြီးတော့ရေကျွတ်လိုက်တော့မှပဲနံပါတ်1တန်ဆန်ပြန်ပေါ်လာပါတယ် ေါ်ပေါ်လာလာခြင်းပဲသွေးအံလိုက်ရပြီလေမိကြပန်းရဲ့အစွမ်းကအမခမ်းပါပဲသွေးတွေကိုတုတ်လိုက်ပြီးတော့အရေးချင်းကတော့နည်းနည်းရှိသားလို့ပြောပြီးတော့ဒါပေမဲ့ရှောင်းရံရဲ့အသက်ကိုနှုတ်ယူနိုင်သေးတဲ့အကြောင်းကိုပြောပြီးတော့ထပ်တိုက်လိုက်တော့ရှေ့ကနေလေဟာနဲ့အကွဲချောင်းတစ်ခုပေါ်လာပြီးတော့စောင်းရင်လက်ဝါးတစ်ခုထွက်လာပြီးတော့ရှောင်းရံကိုကာပေးလိုက်ပါတယ်အဲ့ဒါကတော့ရောက်လောင်မှာမင်းငါးတပည့်ကိုခေါ်သွားလို့ရမယ်ထင်နေလားဆိုပြီးတော့ထွက်လာတာနဲ့ဖျဲပြီလေရောက်လောင်ကိုမြင်တော့ရှောင်းရံတယောက်အားတက်သွားပြီးတော့ဘလို့ရောက်လာတာလဲဆိုပြီးတော့မေးလိုက်ပါတယ်ရှောင်းရံရှေးဟောင်းနေမြေထဲမှာနေနေတာကြာနေတာကြောင့်စိတ်မချလို့လိုက်လာတာဆိုပြီးတော့ရောက်လောင်ကပြန်ဖြေလိုက်ပါတယ် ရောက်လာရောက်လာတာကတော့တကယ်ကိုချိန်ခိုက်ပါပဲရွှေရလေးကလည်းတော်သေးတယ်အကြီးကဲရောက်အချိန်မီရောက်လာလို့ဆိုပြီးတော့ကျွန်တော်စကားကိုထောက်ခံလိုက်ပါတယ်ရောက်လောင်ကတော့ငါတပည့်ကိုခေါ်သွားချင်တာလားငါ့ကိုအရင်ကြော်သွားလိုက်ဆိုပြီးတော့ပြောတော့ရောက်ချန်သူတို့ဟုန်ကလန်က ကြွကြွဆန်ရင်ကရှင်လို့ရတဲ့အရာမဟုတ်ဘူးဆိုပြီးတော့သူသားနောက်ထပ်စစ်ကူတယောက်ထပ်ခေါ်လိုက်ရင်ဘလို့ဆက်ပြီးတော့မောင်းမနိုင်အောင်မလဲချိကြသေးရပေါ့ဆိုပြီးတော့ချိန်ကြောက်လိုက်ပေမဲ့ရွှေရလေးကလည်းလူကြီးရှင်ကျင်တာဆိုရင်တော့ဂူကလန်ကဟုန်ကလန်ကိုကြောက်မနေဘူးတော့ဆိုပြီးတော့ကြောက်စိတ်များကိုချိန်မှလိုက်ပါတယ်အဲ့ဒီချိန်မှာရဲသားတစ်ခုနဲ့အတူဒီမှာတော်တော်စီကားနေတာပဲဆိုပြီးတော့ပြောရင်းနဲ့မင်းတို့ဟုန်ကလန်ကကြာလေပို့ပြီးတော့ ောင်မောင်းမာလာလေးပဲဆိုပြီးတော့မင်းတိုက်ချင်တယ်ဆိုရင်ငါ follow ပေးမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်သူကတော့ Google ကအကြီးကဲပါအဲ့တော့ဟုံယူကနံပါတ်1တန်ဆန်တာကပ်ပြီးတော့ clan နဲ့ကအကောင့်နဲ့သူတွေကိုခေါ်လိုက်တင်လာဆိုပြီးတော့ကပ်ပြောပါတယ်နံပါတ်1တန်ဆန်ကတော့ body နှလုံးသားကိုမြင်လိုက်သေးလားဆိုပြီးတော့မေးလိုက်ပါတယ်မမြင်လိုက်ဘူးဆိုပြီးတော့ပြန်ဖြေတော့ရထားတာလည်းဘာတစ်ခုမှမရှိသေးဘူးဆိုပြီးတော့အဆူခံလိုက်ရပြီလေဒါတောင် Google နဲ့တိုက်ဖို့လူတွေဆက်ခေါ်ဖို့မင်းနဲ့ပြောင်တိုက်သေးတာလားဆိုပြီးတော့မေးလိုက်ပါတယ်ပြီးတာနဲ့ဆုတ်ဆုတ်ပြီးတော့လှည့်ထွက်သွားပြီလေမသွားခင်မင်းနဲ့သွေးနဲ့ထင်ရောက်နေတဲ့ဟုံကလန်ကလိုချင်တဲ့သူဆိုရင်မဖမ်းနိုင်တဲ့သူမရှိသေးဘူးကွာဆိုပြီးတော့လှမ်းကြွလိုက်ပါတယ်ပြီးတာနဲ့ ကျက်ကျွေးဆိုင်ရင်ကိုသူတို့ဟုန်ကလန်ကစွန့်ပစ်အပျက်စီးမျိုးအဖြစ်တရားပေါက်ပြောင်းလဲပြစ်မှာကိုစောင့်နေလိုက်ဆိုပြီးတော့ချိန်ပြီးထွက်သွားပါတယ်။အကုန်လုံးထွက်သွားတော့ရှောင်းရံတို့အကြီးကဲကိုနှုတ်ဆက်လိုက်ပါတယ်။ရောက်လောင်နဲ့အချင်းချင်းလေးစားနေတာကြပြီးအခုမှပဲလူချင်းတွေ့ဖြစ်တယ်ဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။ပြီးတာနဲ့ရောက်လောင်ကိုရွှန်းအားကတရုတ်တေနှုတ်ဆက်လိုက်တော့ဒီကလေးမလေးငါတို့ချင်းတိလာတာကြပြီးအခုထိလူချင်းမတွေ့ရသေးတာပဲရှိတာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ပြီးတာနဲ့အကြီးကဲကဟုန်ကလန်ကိုစောင့်ကြည့်ပြီးတော့သူတို့တခုခုလှုပ်ဖို့ကြံစီတာနဲ့ကျက်ကျွေးဆိုင်ရင်ကိုသတင်းပို့မဲ့အကြောင်းကိုပြောပြီးတော့အခုဟုန်ကလန်ကရွှန်းအားရဲ့မွေးရပါသွေးကိုမျက်စိကျနေပြီမို့လို့ Google လန်ကိုပြန်လိုက်ခဲ့ပါဆို ပြီးချက်ချင်းကိုခွဲလိုက်ပါတယ်ချွတ်ရတယောက်လိုက်မသွားခင်ပါပဲနောက်ကိုဘာလို့လို့တေချာသတိထားပြီးတော့ဂယူးဒစိုက်လို့ဖို့ရှောင်းရံကိုမှားလိုက်ပါတယ်ဟုန်ကလန်ကဒီတိုင်းနေမှာမဟုတ်ပဲနဲ့လက်စားချေဖို့လို့အိုးမှာအတိသာကြီးလေပြီးရနဲ့အကြီးကဲနောက်ကိုမလိုက်ချင်လိုက်ချင်နဲ့လိုက်သွားရပါတယ်ရှောင်းရံတယောက်ဘောရီထပ်ပနှလုံးသားကိုတန့်စင်ပြီးတော့ဘာလို့ဆက်ပြီးဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ